။တနင်္လာသတိမိတ်ဆွေတွေမိတ်ဆွေတို့ရဲ့လက်ရှိရင်ထဲမှာဆိုလို့ရှိရင်မိတ်ဆွေတို့ဟာစိတ်ပန်းလူပန်းစိတ်မောလူမောဖြစ်နေတယ်ဆိုတဲ့ကံမျိုးမိတ်ဆွေတို့ရဲ့ကံဟာစိတ်မောလူမောစိတ်ပန်းလူပန်းအရာရာကိုအကူမပိုင်းမပြီးရတာမျိုးတွေဖြစ်နေတယ်ဆိုတဲ့စိတ်မျိုးကံမျိုး ပြနေတဲ့အတွက်မိတ်ဆွေတင်းလာသားသမီးတွေဟာဘာဖြစ်ဖြစ်ဘုံနေရာလဲကိုပါရဒီနေရာလဲကိုပါရစိတ်ပန်းလူပန်းစိတ်မောလူမောဖြစ်နေတာအတော့ဂျိမ့်တီတေချာပါလိမ့်မယ်သို့တော့ဒီဆယ်လာပိုင်းဆိုတဲ့ကာလကိုဆရာတို့ဆက်လက်ပြောကြားလိုက်ရအောင်ဥစွာမိတ်ဆွေတို့ရဲ့ကံဟာ ကျမ်းမာရေးကျမ်းမာရေးနဲ့ပတ်သက်လာတဲ့အခါမှာအထူးသဖြင့်အမျိုးသမီးတွေဆိုအသွေးသားနဲ့ပတ်သက်သောကျမ်းမာရေးလေးတွေသတိထားပါအသွေးတိုးသွေးတက်တဲ့ကျမ်းမာရေးလေးတွေကိုသတိပြုစင်ကြရလိုအပ်ပါတယ်ဒါဟာပြင်မိတ်ဆွေတနင်္လာသားသမီးတွေဟာလက်ရှိဒီရဲ့ဆယ်လာပိုင်းပြမှာဆိုလို့ရှိရင်ကျမ်းမာရေးနဲ့ပတ်သက်လာတဲ့အခါမှာအထူးသဖြင့်ဟိုစနလိုပေါ့ဟိုအစင်းမြင့်နဲ့ပတ်သက်တာမျိုးလေးတွေအကြောလိုချက်တော့ကိုခန္ဓာကိုယ်ခါအောက်ပိုင်းနဲ့ပတ်သက်သောကျမ်းမာရေးလေးတွေမှာထုံကျင်ရတာမျိုးနာကျင်ရတာမျိုးကြိုက်ခဲရတာမျိုးဖြစ်တတ်တယ်လို့ သွေးနဲ့ပတ်သက်ပြီးတော့အရေပြားတော့เนาะသွေးနဲ့ပတ်သက်ပြီးတဲ့အခါကုသိုလ်များများလုပ်ပါဒါဆိုလို့ရှိရင်သွေးတိုးသွေးတက်ရှိနေတဲ့သူသွေးဆေးလေးပဲလှုပ်လှုပ်ကိုကပုံမှန်သွေးလှုပ်နေကြမယ့်ဆိုရင်သွေးလေးလှုပ်ပေးလိုက်ပါမိတ်ဆွေတို့ရဲ့ကံဟာအထောက်အကူဖြစ်ပြီးများစွာကံကောင်းလာစေမှာဥစွာတည်ကြရလို့ဆရာကပြောလိုပါတယ်ကောင်းပြီအသက်လျှောက်ဆက်ငားနေအထက်တင်းလာသားတဲ့မိတ်ဆွေတွေလေနဲ့ပတ်သက်တာတွေဒီမျိုးဆိုင်ပါလေထိုးလေအောင်လေပြန့်လေဖြတ်တာမျိုးတွေဒီမျိုးဆိုင်ပါရေကင်နဲ့ အခါတတိပြုစင်ညာအတွက်တော့လူအကြောင်းထပ်တော့ပြောကြလိုက်ပြနေခင်ဗျာဒါအပြင်မိတ်ဆွေတို့အနေနဲ့ဒီ2020အ5ခုနှစ်ဆယ်လပိုင်းတွင်မှာကံဟာအရာရာကိုရှိတိုးဆောင်ရွက်လို့ကောင်းသောကာလဘာကိုဖြစ်ဖြစ်ကံဟာမိတ်ဆွေတို့ဘက်မှာအခြားသောနေသားတွေထက်တင်းနှလားတွေကဒီဆယ်လပိုင်းဆိုတဲ့ကာလအတွင်းမှာဆိုကျင်းတည်တယ် ရှိလို့ဆိုရင်ပါမိတ်ဆွေတို့ကဘာကိစ္စဖြစ်ဖြစ်ငွေကြီးကိစ္စစီးပွားရေးကိစ္စလက်လာပါကိစ္စဘာလို့ဖြစ်ဖြစ်ကျင်းတယ်ပါအခြားသောနေသားတွေကကံကလူမဆွေးရင်တော့ကံကမစားမဲ့ကာလနှကောင်းနှမြတ်တို့အတိတ်ကကံတို့ပဋ္ဌာန်းဆက်တို့ပုပ်ကိုဆက်တို့ရအခုကြီးကိုရရှိမဲ့ကာလဖြစ်တဲ့အတွက်တနေ့ကသာသမီမိတ်ဆွေတွေကလက်ရှိဒီ2025ဆယ်လပိုင်းမှာကံရဲ့တိုးတက်မှုနဲ့အထောက်အကူရရှိတတ်တဲ့အတွက်မိမိအနေနဲ့ ဘာကိုဖြစ်ဖြစ်အမေရိကန်လုပ်ချင်းစိုင်းဘုတ်တင်ရင်ဒီဇိုင်းဆွဲချင်း graphic အစားကြီးရဲ့အရာလေးပဲဖြစ်ဖြစ်စတင်လှုပ်ဆောင်တာပဲဖြစ်ဖြစ်အတက်နိုင်ဆုံးအဖွဲ့အစည်းတင်ပေါ်နဲ့ပတ်သက်ပြီးဥဆောင်လုပ်လို့တဲ့လုပ်ငန်းတွေအမေရိကန်လုပ်လို့တဲ့ကိစ္စတွေမှာတော့ချီတူအောင်မြင်ခြင်းနဲ့တိုးတက်ခြင်းတွေရရှိလာမှအတိအကျပဲဖြစ်တယ်လို့ကံကနည်းနည်းလေးကိုကနည်းနည်းလေးဉာဏ်လေးနဲ့ဝရိယလေးပေါင်းစပ်လိုက်မိတ်ဆွေတို့ရဲ့ကံဟာတီတီတီရက်တီလာပြီးတော့ယတနာပုံစိုက်ကင်းနဲ့စိုက်တယ်လို့တားရွှေကိုထမ်းရတယ်လို့ကျင်းတီပါကံဟာဇောတိကဖြစ်နေတာတော့အတိအကျပဲဖြစ်တဲ့အတွက် ထီကန်ဆန်းခြင်းထီထိုးခြင်းဖျားမဲပေါက်ခြင်းဇေဒီမဲပေါက်ခြင်းတွေဒါမျိုးတွေနဲ့ပတ်သက်ပြီးတော့ကံဟာတိုးတက်လန်းအောင်မြင်လန်းတဲ့အစဉ်ပြေမှုတွေများစွာရရှိတတ်သောလာဖြစ်တာ ਉਹ တော့အတေချာပဲဖြစ်ပါတယ်ခင်ဗျာနော်အကျိုးပေးတဲ့လုပ်ငန်းတွေကိုဆက်လက်ဖော်ပြပေးပါရစေအလုံးနဲ့ပတ်သက်လို့လုပ်ငန်းနဲ့ပတ်သက်ရင်မိတ်ဆွေတို့အနေနဲ့ဒီကာလတော်တွေမှာယာထုလုပ်ငန်းတိုးတာမျိုးတွေအလုပ်တိုးတာမျိုးတွေယာထုတက်တာမျိုးတွေကြုံရနိုင်ပါတယ်ခင်ဗျာ အဲဒါပြင် OH ရှမ်းပြည်နယ်ပတ်သက်တဲ့လုပ်ငန်းတွေရှေ့လို့ဆောင်ရလောက်ဆောင်မှာအောင်မြင်ခြင်းနဲ့ပတ်သက်တဲ့လုပ်ငန်းတွေအကျိုးပေးပါတယ်ထို့အပြင်တနင်္လာသာသမီမိတ်ဆွေတွေနဲ့လက်ရှိကာလအတွက်မှာငွေကြီးနဲ့ပတ်သက်သောကိစ္စတွေအစုဆရာစုချင်းနဲ့ပတ်သက်သောကိစ္စလေးတွေမပြီးမပြတ်ဖြစ်နေသောကိစ္စတွေကိုပြီးပြတ်အောင်ဆွမ်းဆောင်တာမျိုးအထယ်လိုက်တို့တီတီဖနတ်တို့ဆိုရှယ်မီဒီယာနဲ့ပတ်သက်တဲ့လုပ်ငန်းလေးတွေအဲစားသောက်ကိုလုပ်ငန်းလေးတွေနဲ့ပတ်သက်ပြီးလုပ်ငန်းတွေအကွယ်စီးအသင်းပွဲနဲ့ပတ်သက်တာမျိုးပကြီးပခုဗေဒီမီဒအစံကြံအစရှိတဲ့လုပ်ငန်းတွေနဲ့ပတ်သက်လို့ဖြစ်စီရှေ့လို့ဆောင်ရလောက်ဆောင်ကောင်းပါတယ် ဓာတ်စီဒီဇယ်လောင်စာစီကြောက်မြက်ရေသနာပဒံမြတ်တွင်းထွက်ဘောမော့အစရှိမှန်အစရှိတာလေးတွေချစ်တို့ဆန်တာလို့ဆောင်မှာကုံတယ်ပွဲစားလုပ်ငန်းလေးတွေအဖွဲ့အစည်းအသင်းဖွဲ့နဲ့ပတ်သက်ပြီးတော့အတွေးခေါ်အကြံစီတွေချပြတဲ့လုပ်ငန်းလေးတွေအကျိုးပေးပါတယ်။ OA ချမ်းမီမီယာထိုင်ငင်းနဲ့ပတ်သက်လို့စောက်ရှင်တပါဆိုရင်ဂျင်းတီပေါ်စောက်ရမယ့်ကာလဖြစ်ပြီးတော့စောက်နေတဲ့မိတ်ဆွေများလည်းမပြီးမပြတ်တန်းလန်းဖြစ်နေတဲ့မိတ်ဆွေများပြီးပြတ်အောင်စောက်နိုင်မယ့်ကာလချစ်တို့ဆောင်ရရင်အောင်မြင်ခြင်းတိုးတက်ခြင်းဂျင်းတီပေါ်ရရှိမယ့်ကာလဖြစ်ပြီးတဲ့အခါ အိုးအိမ်ချမ်းမီပိုင်ဆိုင်လိုတဲ့မိစေများအိုးအိမ်ချမ်းမီပိုင်ဆိုင်ခြင်းမျိုးတွေကျင်းစီရရှိတတ်သောလာဖြစ်ကြောင်းထလောက်ပြောကြားလိုက်ပြရစီခင်ဗျာဒါအပြင်လူငယ်တွေအရှင်ကြီးနဲ့ပတ်သက်လာရင်မြစ်တာကြီးစံအင်မတန်အားသာနေပြီးတော့အဲဖူးစာဘတ်ပေါ်ခြင်းတွေအဲတမိကြီးသားများအနေနဲ့ဆိုရင်လည်းအိမ်တော်မြူခြင်းတွေစိတ်ဆက်ခြင်းတွေတို့အားသာပေါင်းမှုတိုးတက်နိုင်ပြီးတော့အဲမင်္ဂလာရက်ဆရာနားလာယူလို့ရတယ်လို့ဆရာကြားပြကျင်ညာလိုက်ပြပါစီနော်အဲအိမ်တော်မြူခြင်းစိတ်ဆက်ခြင်းနှလွာပေါင်းမှာတိရွတ်ဆိုတယ်ဒါပေမဲ့ ိုတုံးနဲ့တူတယောက်နဲ့တယောက်အဲတမိကြီးစားဘဝကိုရက်အိမ်အောင်ပြုဖို့အတွက်ကိုတိုင်းမြင်ရန်လူကြီးမိဘတွေနဲ့စိတ်ဆက်ကြောင်းလန်းခြင်းဒီနှစ်တော့ဟုတ်လားကျပြီးရှင်းရင်တက်ရဲဆိုလို့ပဲမိတ်ဆွေတို့နေနဲ့အိမ်အောင်ပြချင်းစိတ်ဆက်ခြင်းတွေလူကြီးနှစ်ဖက်နှစ်ဦးကမ်းလမ်းလှုပ်ဆောင်ခြင်းတွေကြိုးစားပြီးတော့ဆွမ်းဆောင်ရင်ဘာမှမဆိုကျင်းတည်ဖို့အောင်မြင်ခြင်းတွေတိုးတက်ခြင်းတွေရရှိစေကြအတိအကျပဲဖြစ်ပါလေခင်ဗျအထယ်လေးဆိုင်ရာလုပ်ငန်းတွေအကျိုးပေးပါတယ် ဒါရီမရှိလို့နည်းလက်ရှိပစ္စည်းတွေနဲ့ပတ်သက်တာမျိုးလေးတွေအကျိုးပေးပါတယ်။ရေချားမီချားပတ်စပို့ဗီဇာလုပ်ငန်းခီးထွက်တာမျိုးလေးတွေငဘူကနိုင်ငံခြားသွားဖို့စောင့်နေတဲ့မိတ်ဆွေရဝင်းခီးသွားနိုင်ငံခြားနဲ့ပတ်သက်ပြီးတော့ရှေ့တူဆောင်ရရင်မိတ်ဆွေတို့ရဲ့ကံဟာတိုးတက်ခြင်းကောင်းမှုမျိုးတွေရရှိတတ်တယ်လို့သင်္นานတက်ခြင်းဘာသာစကားသင်္นานလို့ပညာရေးဆိုင်ရာတွေမှာလည်းသင်ယူနိုင်တဲ့လောက်သင်ယူနိုင်တဲ့လောက်မိတ်ဆွေတို့အတွက်အကျိုးပေးကံကောင်းစေတော့လာဖြစ်တာအားလုံးကျင်းတည်ကြပါရခင်ဗျာဒါအပြင်မိတ်ဆွေတို့ဒီတဲ့ ဒီဘက်ကတော့ပြမဆိုရင်လူမျိုးရှားပါတာရှားအကျိုးပေးပါတယ်။ယာရုလုပ်ငန်းကိုင်းငန်းနဲ့ပတ်သက်ပြီးတော့ယာရုတက်တာမျိုးတွေနေရာထိုင်ရင်းအစ်စ်ရရှိတာမျိုးတွေအိုးအိမ်ရှမ်းတွေဆောက်ရတာမျိုးတွေပိုင်ဆိုင်ရတာမျိုးတွေရရှိတတ်တယ်လို့ငကူကသာသမီမရရှိတော့တနင်္လာသာသမီမိတ်ဆွေတွေသာသမီရရှိရန်အတွက်တော့အခွင့်အလမ်းကောင်းတွေရရှိတတ်တဲ့အတွက်နီးစက်ရဖျားစီပတဝန်တွေပါဖြစ်စီဇာတို့ဖျားတွေရဲ့နော်မိတ်ဆွေတို့နဲ့ဖျားတွေရဲ့အရှိတ်မဟုတ်တဲ့ကိုသွားပြီးတော့ မြတ်စွာဘုရားနာမှာတိုင်တယ်ဓာမျိုးဖြစ်စီမိမိတို့အနေနဲ့မိမိအိမ်ရဲ့အရှိတ်အဟမရှိတဲ့ညောင်မေကြီးကြီးတပင်မှာရှိတဲ့ရုပ်ကစုံနတ်မင်းသို့မဟုတ်ညောင်မေနတ်ပင်ကိုရှင်ရွက်ပေါင်နေတဲ့အပင်ကြီးနတ်ပင်ရှင်ရွက်ပေါင်နေတဲ့ရုပ်ကစုံနတ်ဒီနာမှာငပြောပြီးခွနပြီးနဲ့တော့ဆွမ်းနာမိတ်ဆွေတို့အုံသီးနဲ့ဓာမျိုးလေးပေါ့မိမိတို့နိစ္စရာပြောဆိုတတ်တဲ့မိတ်ဆွေဒီနာမှာတစ္ဆာကလေးပြုပြီးတော့သားသမီးသားလာယရနာသမီးလာပြုပညာလေးတွေတောင်းရင် ဆရာလူပြောချော့ချော့လေးတွေရလာမှာအသေးချာပဲဖြစ်ကြောင်းဆရာကထက်လောက်ပြောကြလိုက်ပြရစီခင်ဗျာကောင်းပြီဒါပြင်ဒီလိုက်လာတော့ဒီမှာငွေကြီးငွေကြီးနဲ့ပတ်သက်လာရင်တော့ထီကန်ဆန်းမာလို့တော့ပြောထားတယ်တော့ငွေကြီးနဲ့ပတ်သက်ရင်တော့ဘလောက်ပဲခက်ခဲစီကောင်မူအဲ့ဒီအခက်အခဲတွေကိုဘလောက်ပဲ ကန်ရစီကမှုအကျွေးတင်နေပါစေဦးတော့ကျင်းဒီဘောက်ကူညီမဲ့သူကူညီမဲ့လမ်းပေါ်လာတဲ့အတွက်ဘတော်ဖြစ်ဖြစ်စိတ်ကမကြပါနဲ့ငွေကြီးနဲ့ပတ်သက်လာရင်မိမိမျက်နှာရဲ့ရှင်လန်းခြင်းနဲ့စိတ်ကိုယ်သာပြောင်းထားပါဘာကောင်မှအရင်ကြီးစိုးရင်ပူပန်တောကဖြစ်နေတာမျိုးမလုပ်ဘဲနဲ့ခြေတိုးပြီးတော့အားသာကောင်းမွန်အောင်ဆုံးဖြတ်ခြင်းမျိုးလေးတွေဆောင်ရွက်ပါပြောဆိုပါအောင်မြင်ခြင်းနဲ့တိုးတက်ခြင်းနဲ့ရရှိစေမှာအတေကြပဲဖြစ်တယ် ကောင်းတာတွေကတော့ပြောလို့ကောင်းတယ်။ကောင်းတာတွေလည်းဆရာတို့ဆက်ပြောလိုက်ရအောင်ခင်ဗျာနော်။ကောင်းတဲ့အချက်လေးတွေကိုဆက်လက်ပြောပြပေးပါရစေ။ကောင်းတဲ့အချက်လေးတွေကတော့ဒီလတာတော့တွေ့မှာဆိုရင်တင်းငါတင်းလာချင်းတွဲလောက်တာမျိုးတွေအကျိုးပေးပြီးတဲ့အခါတင်းငါနေသားသမီးတွေနဲ့အတွဲဖက်လောက်တာမျိုးတင်းငါနေနေဒီမှာအရေးကြီးသောကိစ္စတွေကိုဆောင်ရွက်တာဟာကံရဲ့အထောက်အကူအထောက်အပံ့ကိုရရှိတတ်တယ်လို့အကျိုးပေးသောအရက်ဟာအနောက်စွစွရဖြစ်ပြီးတော့စံတီယာအရက်ကတော့အရှိမြောက်တောင်အရက်ဖြစ်ပါတယ်ခင်ဗျာ။ ဒါကြင်မိတ်ဆွေတို့အနေနဲ့အကျိုးပေးသောအကြောင်းအနေနဲ့ဆိုရင်ခရမ်းရောင်အနီရောင်အပန်းရောင်တွေဟာမိတ်ဆွေတို့ရဲ့ကံကိုတိုးတက်ကောင်းမွန်စေပြီးအကျိုးပေးသောကဏ္ဍအခရာတွေအနေနဲ့ဆိုရင်တော့တစ်ကဏ္ဍနှစ်ကဏ္ဍခုနှစ်ကဏ္ဍတွေဟာမိတ်ဆွေတို့ရဲ့ကံကိုတိုးတက်စေပြီးတော့အားသာကောင်းမွန်စေတာအတေချာပဲဖြစ်တယ်။အရေးကြီးသောကိစ္စတွေကိုမိတ်ဆွေတို့အနေနဲ့ပြောဆိုဆောင်ရွက်တဲ့အခါကျလို့ရှိရင်လက်ထဲမှာပတ်စံတစ်ထောင်ကလေးနှစ်ရွက်ကိုဖြစ်စေ 200ရာနှစ်တရွက်ကိုဖြစ်စီ1000နဲ့ဆို200ရွက်200ရာကိုတရွက်ကိုလက်ထဲမှာကင်ထားပြီးတော့သို့မဟုတ်အိတ်ကတ်ထဲမှာထည့်ပြီးတော့အိတ်ကတ်ကလေးကိုပုတ်ပြီးတော့ပြောဆိုရင်အောင်မြင်ခြင်းတုတ်တက်ခြင်းတွေကျင်းသေးပါရရှိမဲ့ကာလဖြစ်ပါတယ်အကျုံးမပေးတာလေးဒီဇလတ်ဖော်ပြပြီးဝင်ပြပါခင်ဗျာကံဆိုတာဆရာတခုတစ်ခါလေးမှာပြောတတ်ပါလေဇရုကတနည်းအားဖြင့်လောကမှာအများကြီးရှိတဲ့အထက်မှာဇရုရဲ့တက်ကနစ်နဲ့ရှောင်းရန်ဆောင်းရန်အတွက်ပြောကြပြပြီးခြင်းနဲ့ ခြင်းဖြစ်တယ်။သို့တော့မိတ်ဆွေတို့နေနဲ့ဗီဒင်ဆရာဟာထိပေါအောင်လုပ်ပေးမယ်ဆိုတာမျိုးတွေဗီဒင်ဆရာဟာကျွန်တော်အုပ်ကွက်နေတော့မဆွမ်းဘူးပေါ့။အဲဆရာကြီးစင်ရုံဒီစကားငါပြောရင်ကြက်ပြောက်တာကိုဝယ်ရောက်ပြီးရေတရားရှိတယ်လို့လည်းမဖြစ်စီပါနဲ့ခင်ဗျာ။ဒါအပြင်ဆရာငယ်ပြောသလိုပြောရင်ထီကနန်းချက်ကနန်းအပိုင်ပြီးရင်ဆရာငယ်အိမ်နဲ့ရောက်နေအိမ်နဲ့ဝိုင်းနဲ့ရောက်ပြီးတော့ထိုးမှဆိုတဲ့အကြောင်းကိုဆရာကလည်းထပ်လောက်ပြောရင်းနဲ့သတိပြုစင်ရင်အတွက်ပါ။ ဒါကြောင့်မို့မိတ်ဆွေတို့နေဘာကိုဖြစ်ဖြစ်အစွန်မရောက်စေနဲ့အယုံကြည်လက်မသေးပါနဲ့เนาะဒါလေးတစ်ခုနဲ့ဆရာမိတ်ဆွေတွေကိုဆရာကအကြံပေးပြောကြားရင်းတယ်ဒီလက်ကတော့ပြမဆွေမိတ်ဆွေတို့တတိထားမှာစက်ပစ္စည်းအစ်စ်တွေဝင်တာမကောင်းပါဘူးခင်ဗျာဆွေမျိုးသားချင်းနဲ့ပတ်သက်ရင်ဆွေမျိုးများအိမ်မလာရလို့စိုင်းပုတ်တာတတ်ထားတာအကောင်းဆုံးဖြစ်ပါလိမ့်မယ်ဆွေမျိုးသားချင်းညီကိုမတော်မှစိတ်တော့ကပြီးတတ်တော့ကာလဖြစ်ပါတယ်မိတ်ဆွေတဲ့အပေါင်းအသင်းတွေကိုပြောဆိုတဲ့အခါဒီယူဆိုင်ပါတနင်္လာသတ္တမီအမျိုးသားများအနေနဲ့ဆိုရင်တော့ အိမ်တော်ရေးအချုပ်ချင်းကိစ္စလေးတွေသို့မဟုတ်အချုပ်အနှောင်ကိစ္စလေးတွေဂျုံကတက်တဲ့အတွက်မိတ်ဆွေတို့အနေနဲ့ဒီလိုမျိုးဂျုံနေရလို့ရှိရင်ငါသက်စီလွတ်ပေးတာမျိုးငါလွတ်ပေးတာမျိုးငှက်စားတို့ခိုးစားတို့ခွေးစားတို့ကြွေးပြင်းဖြစ်မိတ်ဆွေတို့ရဲ့အကောင်ကိုကောင်းမွန်တက်တယ်လို့အချုပ်အနှောင်ဖြစ်တတ်ပါတယ်လူငယ်များအခြေအနေနဲ့ပတ်သက်ရင်မထင်မှာပဲအိမ်တော်ကြတာမျိုးလေးတွေအဲကြီးစားလဲရအိမ်တော်လဲကြဆိုလို့စုပ်ခေါ်လက်ကိုအတုံးလိုက်တက်လိုက်ခဲလိုက်ဝင်တတ်တဲ့အတွက်မိတ်ဆွေတို့အနေနဲ့ဒီຢာလေးကိုလည်းတတိထားစင်နေပြီးလို့လိုအပ်ချောင်းထပ်လောင်းပြောကြားလိုက်ပါရစေဒါအပြင် ဆိုရှယ်မီဒီယာနဲ့ပတ်သက်ပြီးတော့ဆနာလိုကိုကိုတိုက်ခိုက်တဲ့သူရည်ရချက်ရှိကြီးကြုံရတတ်တဲ့အကြောင်းတတိထားစဉ်းနေပြီးကိုလိုအပ်ပါတယ်စေတနာတွေဝေဒနာဖြစ်ရတတ်ပါတယ်ဒါအပြင်မိစေတို့အနေနဲ့မိမိတို့ရဲ့ကိစ္စတွေကိုဘာကိုပဲဖြစ်ဖြစ်ကြိုမပြောရနဲ့ကြိုပြောရင် ပြတ်တတ်တော့အဖတ်တာကလားလာဖြစ်ပြီးတော့ခါမိစေတို့နဲ့ဘာကိုဖြစ်ဖြစ်လှုပ်ရှင်တဲ့ကိစ္စဖြစ်ရှင်တဲ့ကိစ္စတွေရေသွင်းမှကြိတ်ထားပြီးတော့ဖြစ်လာတော့မှသာလှုပ်ဆောင်ပြောဆိုတာဟာအာသာကောင်းမှုတို့တတ်ပါတယ် ဆက်ပစ္စည်းရင်တကိုးကိုးခံရတာမျိုးတမိုးရှိတဲ့ပတ်စံပစ္စည်းရင်ဆက်ပစ္စည်းတဲ့တကိုးကိုးခံရတာမျိုးပြောက်တာမျိုးတွေကြုံရတတ်ပါလေလူပြူစားခြင်းခံရတတ်တာမျိုးတွေအစာပြင်းဆုံးတိုက်မကောင်းတဲ့အတက်ပညာတွေပြူစားတိုက်ခိုက်ခံရတတ်တဲ့အတွက်သတိပြုစင်ခြင်းမေးရန်လိုအပ်ပါတယ်ဒါအပြင်မိတ်ဆွေတို့အနေနဲ့ဟိုအမျိုးသမီးကိစ္စအမျိုးသားတွေအနေနဲ့အရှုံအောင်ကိစ္စလေးတွေအိမ်တော်ရေးအရှုံရှင်ကိစ္စလေးတွေကိုကိုကိုကမဟုတ်ရင်တော့ရိုးစွတ်စွဲတာမျိုးတွေကြုံရတတ်တဲ့အတွက်တော့သတိပြုစင်ခြင်းမေးရန်လိုအပ်ပါတယ်ခင်ဗျာ ဒါပြင်မိတ်ဆွေတို့အနေနဲ့အလုတ်ကင်နဲ့ပတ်သက်ရင်လုပ်ငန်းသစ်အလုတ်သစ်တွေတိုးရှက်လုတ်ကင်ခြင်းထက်ရှိနေတဲ့အလုတ်ကိုပဲတိုးတက်အောင်ဆွမ်းဆောင်ခြင်းဟာပုံမကန်အားကောင်းပြီးတဲ့အခါအလုတ်သစ်ရှာနေတယ်ဒီအလုတ်ကြီးမှမပြောလို့ကိုယ်ပိုင်စတင်မယ်ဆိုရင်တော့အခြားတဏီယာဒရိဒါကိုရွေးချယ်စဉ်းစားထားတယ်ဆိုရင်တော့မိတ်ဆွေတို့ရဲ့ကံဟာတိုးတက်ခြင်းကောင်းမွန်ခြင်းတွေရရှိစေမှအတိအကျပဲဖြစ်တယ်။လက်ခံထားတဲ့ငွေကြေးတွေပြန်လဲရရှိပါလိမ့်မယ်။ဒါအပြင်မိတ်ဆွေတို့အနေနဲ့ဆွေမျိုးသားချင်းကိစ္စလေးတွေကြောင့်ညီအစ်ကိုမောင်နှမကိစ္စလေးတွေကြောင့်အဲ စိတ်ထဲမှာပေါ့နော်အမှန်ကိုအမှားတရားဖြစ်စီတာမျိုးလေးတွေအလင်းစလိုဆုံးဖြတ်တာမျိုးလေးတွေယုတ်တရားဝုံဝနဲ့ခဏခဏဆုံးဖြတ်ပြုတ်မှုတဲ့ကိစ္စလေးတွေမှာမိစ္ဆာတို့ကအမှားယုံလေးတွေပေါ်တတ်တယ်သူကသတိထားစင်ပြရန်လိုအပ်ပါတယ်ကျမ်းမာရေးမကောင်းတဲ့သူတွေညအိမ်ညာနေခေါ်ပြီးတော့လက်ခံမိတာမျိုးတွေဟာမိမိတို့ကိုအပူကူးဆက်တပါလေအမှုကိစ္စဖြစ်နေသူတွေကိုကိုယ့်အိမ်မှာခေါ်ပြီးတော့ညအိမ်ညာနေလက်ခံပြီးတော့ကိုယ့်အိမ်မှာဖြည့်ရှင်းခိုင်းခြင်းဟာအပူတွေကူးဆက်တပါလေ ထို့အပြင်မိရှေတို့အိမ်တော်ကွဲမယားကွဲဒီလိုအကွဲမျိုးလေးတွေကိုအပူတော့ကတဲ့ကိုယ့်အိမ်ကိုညာအိမ်ညာနေခေါ်ခြင်းဟာလေအပူကိုကူးဆက်တတ်တဲ့အတွက်ဂျားသုံးဂျားချောင်းမို့ထလောင်းပြောကြလိုက်ပါရစေ။ကောင်းပြီ။ဒါကမိရှေတို့အနေနဲ့ဒီကလာအတော်တွေမှာဆိုလို့ရှိရင်စက်ပစ္စည်းရင်နဲ့ပတ်သက်လို့ကင်ရွယ်မောင်းနေတဲ့ကသတိထားစင်ရင်မှာရင်ခရီးသွားတဲ့ပတ်သက်တာမျိုးလေးတွေမှာတပိုင်းတစ်စဖြစ်ရတာမျိုးလေးတွေကြံ့ကြာရတာမျိုးလေးတွေကြုံရတတ်တော့ကလာဖြစ်ပါလေခင်ဗျာ။ဒါအပြင်စကားကို လူတိုင်းပြောတာမျိုးလေးတွေ၊ကုံတိုင်းပြောတာမျိုးလေးတွေအမိတ်ဆွေတွေရဲ့ကံကိုအားနည်းစေတတ်တယ်လို့ရည်ရွယ်ချက်ရည်မှန်းချက်တွေကိုစိတ်ထဲမှာပဲတန်တေထားပြီးတော့လှုပ်ဆောင်မှအောင်မြင်မှအားသာကမှပြုမှုဆောင်ရတာကောင်းပါလေခင်ဗျ။ထို့အပြင်မိတ်ဆွေတို့ဘာကိုလှုပ်လို့တောက်ကြသားသမီးတွေနဲ့တောက်ကြနေတွေနဲ့တောက်ကြရက်တွေနဲ့တွဲဖက်လှုပ်တာမျိုးကကံကိုအားနည်းစေတတ်ပြီးတဲ့အခါ73ရက်နေ့တို့ 34ရက်နေ့လို့ဒီလိုရံမျိုးတွေမှာ73ကနန်းလို့31ကနန်းလို့ကမိတ်ဆွေတို့ရဲ့ကံကိုအားနည်းစီတဲ့အတွက်အရေးကြီးဆုံးကိစ္စတွေကိုလုပ်တဲ့အခါဒီလမှာတတိထားစီနေမိရင်လိုအပ်ပါတယ်ဒါအပြင်မိတ်ဆွေတို့အနေနဲ့ဘာလို့ဖြစ်ဖြစ်တတိထားစီနေရမှာတော့တံမိုးချီးတဲ့ပစ္စည်းတွေကိုလူမြင်တာမျိုးလေးတွေချွေဝယ်လို့ရတယ်စုလို့ရတယ်သို့တော့ဝိတာမင်လေးတွေမှာကြပြောက်တာမျိုး ကြပြက်ကြတာမျိုးတခုခုခံတာမျိုးလူခံရတာမျိုးလေးဂျုံကတက်တဲ့အတွက်တော့ဒါလေးတွေကိုတော့အကြွားအမောထင်ပေါ်မှုနဲ့ပတ်သက်တာမျိုးလေးတွေယူတော့သတိပြုစင်ကြင်မိရအတွက်တော့လူအကြောင်းထပ်လောင်းပြောကြလိုက်ပြရစီလူယုံမလွယ်ပါနဲ့လူယုံဝင်လွယ်ရင်ဒုက္ခရောက်တတ်ပါလေအထူးသဖြင့် ကိုနဲ့တခါမှအလုံးမလုံဘူးတော့အမျိုးသမီးကြီးတွေကိုယ့်တက်အသက်ကြီးတော့အမျိုးသမီးကြီးတွေရဲ့အကူအညီကိုအဲလူကြုံမလွယ်ပါနဲ့အပြောကောင်းရင်တိုင်းမယုံပါနဲ့လို့ပဲဆရာကထလောက်ပြောကြလိုက်ပြရစီခင်ဗျာနော်ဒါကပဲမိတ်ဆွေတို့ဒီလက်တာတော့ဒီမှာဆိုရင်မိတ်ဆွေတို့ရဲ့ကံဟာလှဟိုဆနာလို့အလှကုန်ပစ္စည်းတွေအယောင်ထိုင်းတာမျိုးတွေဖန်စီပစ္စည်းတွေအယောင်ထိုင်းတာမျိုးတွေအဝယ်စားနဲ့ပတ်သက်လို့ရှိရင်ဆနာလို့ရောစိတ်တိုင်းမကြတာမျိုးတွေပြည့်ရတတ်တယ်လို့အဲကိုကိုတိုင်းပြင်ရင်မလာဘဲနဲ့သူများကပြင်ပြင်လာတယ်ဆိုတော့ ကလာလာမျိုးဖြစ်နေရတော့မိတ်ဆွေတို့နဲ့ဒါလေးတွေကိုဒီလုပ်ငန်းလေးတွေအလှကုန်ဆရာကြားမိတဲ့လောက်ဆိုအလှကုန်ဖန်စီပစ္စည်းအလှ beauty salon နေတဲ့ပတ်တိုင်ဆရာငနဲ့လာမိကြတာလေများတော့ဆရာကဒါလေးကိုလည်းတစ်ခုပေးလိုက်ပြရစီကိုကိုတိုင်းပြင်တော့ကိုကိုစိတ်တိုင်းကြပဲနဲ့သူများတော့ကိုကိုစိတ်တိုင်းကြနေတာမျိုးအဲအဲဒီလိုမျိုးလေးဆရာဆိုဘာမှမပြင်လဲရှော့တယ်ပြင်လိုက်ရင်ပူရှော့မစလို့ပြင်တာအဲဆိုတော့ကောင်းပြီနော်ဆရာနောက်တာနော်ကောင်းပြီဆိုတော့မိတ်ဆွေတို့အနေနဲ့ဒီဟာလေးတွေကြုံရတတ်တဲ့အတွက်ကိုကိုကိုဘာမှစိတ်တက်မကြပဲနဲ့စိတ်ကိုပြောအောင်ဒီပါမိတ်ဆွေတို့အနေနဲ့ဒါအပြင်နောက်တစ်ခုက လက်ပိတ်စီသောစကားတွေအာဒုက္ခရောက်တော့မှာပဲခက်ခဲတော့မှာပဲငွေပုံတော့မှာပဲဆိုတဲ့ဘူးဆိုသောစကားလုံးတွေခြောင်ပြီးတော့ငါတော့ကံကောင်းတော့မှာငါတော့စင်ပြီးတော့မှာဆိုတဲ့ကိစ္စလေးတွေနဲ့ဒုက္ခဒုက္ခံဆိုတဲ့ကောင်းသောစကားလေးတွေဆိုပြီးရှင်မိတ်ဆွေတို့ရဲ့ကံဟာအာသာခြင်းတုတ်တရှင်တွေဘက်ကိုကျင်းသေးပေါ့ရရှိစေတာအတိအကျပဲဖြစ်တယ်ခင်ဗျာဒါပြီးမိတ်ဆွေတို့အနေနဲ့ဘာကိုလှုပ်လို့မြောက်ဆူဆူရက်ကိုမျက်နှာမူပြီးသွားတဲ့လုပ်ငန်းတွေမှာတတိယဆင့်ကျင်ပေးရလိုအပ်ပါတယ်ဒါပြီးမိတ်ဆွေတို့အနေနဲ့ တတိကဆင်ရင်ပေးရမှာတော့တောက်ကြသသမီးတွေနဲ့တွဲဖက်လို့တာမျိုးကမိတ်ဆွေတို့ရဲ့ကံကိုအားနည်းစေပြီးတဲ့အခါအယောင်နေနဲ့ဆိုရင်တော့အသားယောင်လို့ဒီယောင်လေးတွေကိုသို့မဟုတ်မြေကြီးယောင်တွေပေါ့နော်ဆိုတော့ဒီယောင်လေးတွေကိုဟိုတတိကဆင်ကျင်ပြီးတော့ဝိစင်မှာအရေးကြီးတဲ့ကိစ္စအဒီမှာစိတ်ကိုထိုင်းမိုင်းစေတော့အရာလေးတွေကိုကြုံတက်ချောင်းဆရာကထားလောင်းပြောကြားလိုက်ရတယ်ခင်ဗျာ။ကောင်းပြီ အိမ်တော်ကြီးအိမ်တော်ကြီးနဲ့ပတ်သက်လာရင်တော့ဘာမှစိုးရိမ်ကြမရှိဘူးငကိုကဆက်သွဲ့ပြက်နေတော့အိမ်တော်ကြီးမှာအစဉ်ပြေလာတာမျိုးတုံးနဲ့လူတယောက်နဲ့တယောက်အကျင်နာတွေအားနည်းနေတော့နှွေးထွေးမှုတွေအားနည်းနေတော့အေးချမ်းမှုတွေအားနည်းနေတဲ့အိမ်တော်ကြီးမှာတယောက်နဲ့တယောက်နှွေးနှွေးထွေးထွေးပြန်လဲတိုင်မညှိနှိုင်းတာမျိုးလေးတွေအကျိုးပေးသလိုအိမ်တော်ဘက်ကြောင့်ငွေတွေလုံးနဲ့ရင်းနဲ့ဝင်လာတာမျိုးလေးတွေသာသမီရတနာရရှိတာမျိုးလေးတွေတပည့်လက်သားအကူအညီထောက်ဖို့ကိုရရှိတာမျိုးလေးတွေအိမ်တော်ဘက်ရဲ့အစိုးရကနေပြီးတော့ကောင်းမွန်တဲ့ဘက်ကိုပြုပြင်နိုင်တဲ့စိတ်ကလေးတွေကြောင့်အစိတ်ချမ်းသာစရာတဲ့ဒင်းလေးတွေကြားရတတ်တော့ငကိုကစိတ် သူများဘက်မှာဖြစ်နေတော့အမျိုးသမီးတွေသူများဘက်မှာစိတ်ပါနေတော့တော့မိမိအိမ်တော်ဘက်နဲ့ပတ်သက်ပြီးတော့လက်ရှိမှာဆွနာလိုပြန်လဲတက်မှတ်အောင်စူးစမ်းပြီးတော့ညှိယူရင်အချော့ပြောရင်ရမယ်ဆိုတဲ့ကာလမျိုးဖြစ်နေပါလေငဘကဝေးကွာနေတော့အိမ်တော်ဗမားနေနေရတော့တုံးနဲ့တူတယောက်နဲ့တယောက်ပြန်လဲစုံစည်းပြီးတော့အဆက်အသွယ်ရတာမျိုးတွေကြီးကြီးကြုံဝတ်တက်တယ်လို့တကယ်လို့မှမိမိတို့အိမ်တော်ရင်မှာပြဿနာကတော့ကစားဖြစ်ပြီဆိုရင်မိမိတို့အိမ်တွင်းရေးကိစ္စကြောင့်မဟုတ်ဘဲနဲ့ ကြားလူတဦးတယောက်ချက်ကိုအကြောင်းပြုပြီးပြဿနာလေးတက်ရတဲ့သူကမိမိတို့ရဲ့အိမ်အောင်ဘက်နဲ့ပတ်သက်ပြီးတော့ကိုကိုယ်တိုင်ယုံကြည်ပါကိုယ့်ရဲ့အတွင်းရေးကိစ္စတွေကိုသူတစ်ပါးကိုမတိုင်မြင်ပါနဲ့လို့ထပ်လောင်းပြောကြလိုက်ပါရစေခင်ဗျာဒါအပြင်မိတ်ဆွေတို့အနေနဲ့ဒီလာတာတော့တင်မှာဆိုရင်မိတ်ဆွေတို့ရဲ့ကံဟာနော်မိတ်ဆွေဒီလာတာတော့တင်မှာဆိုရင်မိတ်ဆွေတို့ရဲ့ကံဟာရလိုက်ချလိုက် ဒီလာတာတော့တွေ့မှာဆိုရင်မိတ်ဆွေတို့ရဲ့ကံဟာမိတ်ဆွေတို့အနေနဲ့ဒီလာတာတော့တွေ့မှာဆိုလို့ရှိရင်ဘာကိုဖြစ်ဖြစ် sorry ပါနော်ဆရာဟိုပါဖြစ်လို့နော်ဒီလာတာတော့တွေ့မှာဆိုရင်မိတ်ဆွေတို့ရဲ့ကံဟာအကျအရာရာကိုအရေးကြီးသောကိစ္စတွေကိုပြုမှုဆောင်ရွက်တဲ့အခါမျိုးတွေကြာလို့ရှိရင်မိတ်ဆွေတို့အနေနဲ့အဲမိမိတို့ရဲ့ကုန်ပစ္စည်းတွေရောင်းကုန်တွေအယောင်းအတွက်အယောင်းဖတ်စီဖို့အတွက်ဆိုရင်နှစ်ရာတန်လေးတစ်ရွက်နဲ့ရိုက်ကုန်ထိတွေ့ပြီးတော့ရောင်းလိုက်ပါအယောင်းအတွက်အယောင်းဖတ်ပြီးတော့အကန့်ကောင်းစီမှာအသေးစားပဲဖြစ်တယ်ခင်ဗျဒါအပြင်မိတ်ဆွေတို့အနေနဲ့မိမိတို့ရဲ့ ဟိုရောင်းကုန်တွေဝယ်ကုန်တွေအယောက်တူအယောက်ထွက်စီဖို့အတွက်ဆိုရင်မိမိတို့ရဲ့ရောင်းကုန်တွေကိုတင်းစားဆက်ကူလေးနဲ့ရက်ခတ်ပြီးတော့တင်းစားဆက်ကူလေးနဲ့ရက်ခတ်ပြီးတော့အဲရောင်းထွက်သွားအောင်ဆွနာလိုပေါ့ရောင်းထွက်သွားအောင်ရက်ခတ်ပြီးတော့ရိုက်ပုတ်ထိတွေ့ရောင်းလိုက်ပါအယောက်ဝယ်ကောင်းပြီးကန်ကောင်းစီမှာအတေးကြပဲဖြစ်တယ်ခင်ဗျအဆက်ဆက်ရရငွေကြီးကန်အားကောင်းစီပြီးတော့အဆက်ဆက်ရရအစဉ်ပြေစီရန်အတွက် မပြောမိအဋ္ဌကံအနေနဲ့ဆိုရင်ဆရာမင်းရဲ့မိတ်ဆွေတနေ့လာသားသမီးတွေအဋ္ဌကံပြုလို့တပါဆိုရင်တော့အရာရာမိမိတို့လိုရာကိစ္စအဆင်ပြေစေဖို့အတွက်ဆိုရင်မဟာသမယတုတ်ကိုတနေ့ကိုတစ်ခေါက်လုံးနဲ့ရှစ်ရက်တည်းတည်းအဋ္ဌကံပြုလိုက်ရင်အခက်အခဲကြီးမှန်မြအပူတော့ခရီးမှန်မြပြည်လဲပျောက်ကင်းသွားစီမှာအတိကြပဲဖြစ်တယ်အဆက်ဆက်အရာအဆင်ပြေစေပြီးငွေကြီးကအားကောင်းစီရင်ပြုလို့ရမယ်ရေရာအနေနဲ့ဆိုရင်တော့ဖြစ်မိမိတို့ရဲ့အိမ်ကမြတ်စွာဘုရားမှာနော်မိမိတို့အိမ်ကမြတ်စွာဘုရားမှာဖန်ခွက်လေးတစ်ခွက်နဲ့နော် ြံလေးနှစ်ချောင်းကိုเนาะမြတ်စွာဘုရားဖန်ခွက်လေးနှစ်ခွက်နဲ့ကြံလေးနှစ်ချောင်းကိုဟိုဆက်လာလို့ပေါ့လှူထားပြီးတော့ရေလေးကိုတဝက်လောက်ထည့်ပါကြံလေးနှစ်ချောင်းကိုလှူထားပါအဲ့ဒီခွက်လေးရဲ့အောက်မှာတထောင်နှစ်လေးတရွက်ကိုတင်ထားပါဆရာပြန်လို့ရမယ်เนาะတထောင်နှစ်လေးတရွက်ကိုတင်ထားပါမှောက်မှောက်လန်လန်ရတယ်ဒါပြီးတော့ဖန်ခွက်လေးနဲ့ဂိုင်းပါတယ်ဖန်ခွက်လေးနဲ့ မိတ်ဆွေတို့ရဲ့ဟိုဖန်ခွက်လေးနဲ့တင်အကြည်ကလေးပေါ့နော်ဖန်ခွက်အကြည်ကလေးနဲ့တင်တင်ပြီးတဲ့အခါရေတဝါးလောက်တင်ပြီးကြံလေးတစ်ချောင်းအောင်တင်ပြီးတော့နေ့စဉ်မိမိအိမ်ဟာမျက်စွာဖရားမှာနော်ဟိုလှူပြီးတော့အခါကျတော့နေ့စဉ်တော့ကပ်ပေါ့နော်အရှင်ဘုရားဘုရားတပည့်တော်ကကြံနဲ့ပတ်စံမှုပါတယ်ဘာညာဆိုပြီးတော့လိုရာကိုဆူတောင်းရင်ကျင်းသေးပါအောင်မြင်သွားမယ်ဆိုတဲ့အကြောင်းပြောရင်းနဲ့ကဲတင်းနာတာသမီးတွေဒီလကတော့စိတ်ရှမ်းလာစရာတွေများတယ်ဗျာကဲကောင်းပြီဆိုတော့တင်းနာတာသမီးမိတ်ဆွေတွေအားလုံးကံရဲ့ ထောက်ပံ့နေကိုများစွာရရှိပြီးတော့အောင်မြင်မှုတွေအလေးလေးရရှိကြပါစေယတနာအစိမ်ကြောက်စေတော့တိုင်းကစားနိုင်ကြပါစေတက်နေတဘိုးလောက်ဝေထိုးဖြိုးလို့တော့အောင်မြင်မှုအပေါင်းလူခါကြောင်းကြပါစေဆရာဟောသောကောင်းသောအချက်တွေကသာမိတ်ဆွေတို့ကတိုက်ဆိုင်မှန်ကန်ပြီးမကောင်းသောအချက်တွေဟာဝေးကွာကျင်းစီပါစေကျောင်းစုတော်ရင်နဲ့ကဲတနေ့လာသားသမီးတွေအားလုံးယတနာအစိမ်ကြောက်စေတော့တိုင်းကစားနိုင်ကြပါစေခင်ဗျနောက်ပတ်မှာပြန်ဆုံရတာပေါ့ခင်ဗျဒီလာတော့စိတ်ချမ်းသာကြနေပါပဲ